Yeah, we're going to be helping. We've already alerted the people. Yeah, it's terrible what's happened. It's a real bad one, and we will be helping. We've already spoken with the country. မြန်မာငလျင်ရေးနဲ့ပတ်သက်ပြီးတော့အပြည့်အဝအကူအညီပေးမယ်လို့ American သမ္မတ Trump ကကြေညာပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမနေ့ကပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြီးဖြစ်ပွားတဲ့အတွက်ကြောင့်လူပေါင်းထောင်ချီတေဆုံးပျောက်ဆုံးနိုင်တယ်လို့ဆိုပါတယ်။ မြန်မာငလင်ဘေးဒုက္ခအတွက်အမေရိကန်ဟာကူညီပေးသွားမယ်လို့အင်ဖြူရာမှာပြုတ်တဲ့သတင်းစာတူရှင်းတဲ့ဘက်မှာဒီ economic တိုင်းသတင်းကိုဒေါ်နယ်ထရန့်ကပြောခဲ့တာဖြစ်ပါတယ်အမေရိကန်သမ္မတထရန့်ကကျွန်တော်တို့ကူညီပေးသွားမှာပါဆိုပါတယ်ကူညီပေးလုပ်ငန်းတွေဆက်လက်လုပ်ဖို့အတွက်မြန်မာနိုင်ငံဘက်မှတောင်းဝန်ရှိသူတွေထံကိုလည်းပြောကြားပြီးပြီးသမ္မတထရန့်ကဆိုပါတယ်ဘလို့ပုံစံနဲ့ကူညီပေးမလဲဆိုတာအတိအကျဖော်ပြခြင်းတော့မရှိပါဘူးဘုရားမကြီးမြောင်းနိုင်ငံလည်းငလေးလောက်ခတ်မှုပြီးနိုင်ငံတကာအနေနဲ့ကူညီပေးကြဖို့ အစိုးရပိုင်းမီဒီယာတွေကတဆင့်တောင်းဆိုပါတယ်။မန္တလေးကိုဗဟုပြုတဲ့ငလင်ကြောင့်လက်လောသေးဆုံးသူ144ဦးရှိပြီးဒဏ်ရသူ932ဦးရှိတယ်လို့နာဆာကကအတည်ပြုပါတယ်။မလ28ရက်နေ့မွန်လွယ်12:51မိနစ်ချိန်မှာလှုပ်ခတ်တဲ့ငလင်ကြောင့်နေပြည်တော်မှာလက်တလောသေဆုံးသူ66ဦး၊စကိုင်းမှာ78ဦး၊ကြောက်စင်မှာ30၊ဒဏ်ရရှိသူတွေအနေနဲ့နေပြည်တော်မှာ432ဦး စကိုင်းမော့300ကြောက်စင်မှာစီစစ်စဲစုစုပေါင်း832ဦးရှိပါတယ်။တေဆုံးထိခိုက်ဒဏ်ရာသူတွေဟာအရှိန်ဟိုနဲ့ဆက်လက်တိုးလာနေပါတယ်။ဒါပေမဲ့မြေပြင်မှာရှောက်ခွေကယ်ဆယ်လုပ်ငန်းတွေလုပ်ဖို့လူငင်အားပြစ်စင်းရင်အားမလုံလောက်ချင်းကြောက်ဒိဋ္ဌပုံကြီးများပြားလာနိုင်ခြေရှိတယ်လို့လည်းခံမှန်းပါတယ်။အင်းအားခုနှစ်တမခုနှစ်ပြင်းအားရှိငလင်တန်ကိုမြန်မာနိုင်ငံအတွင်းမှာမဇလေးမင်းမြို့တောင်ကြီးစကိုင်းမုံရွာရွှေဘူမိုးကုတ်တီဘောလာရှူ ကြောင်မဲနေပြီးတော့ပင်လောင်းရွာငံပကန်းညောင်ဦးပခုတ်ကူမကွေးမင်းတို့ပြေပောင်းတဲ့ဒနုဖြူဒေဒီရဲ့မဥပေမြောင်းမြဖြာပုံလက်ပတာညောင်တို့ဟင်္ဒရာဘကူတိုက်ကြီးရန်ကုန်မော်လမြိုင်ဖမ်းမြောက်ဝတီရှိတဝဲဘိတ်မိုးနဲ့ဒေဒီရဲ့တိုက်ကြီးဟင်္ဒရာဘော်မျိုးပေါင်းများစွာမှာငလိနန်ခန်းစားခဲ့ရပါတယ်အိန္ဒိယမြေထိုင်နိုင်ငံဘန်ကောက်ချင်းမိုင်မဲဆောက်တော်မှာလည်းငလိန်တန်ကိုအပြင်းထန်ခံစားခဲ့ရတယ်လို့သိရပါတယ်။ မြန်မာငလျင်ကယ်ဆယ်ရေးမှာကုညီဖို့ဆိုပြီးရုရှားကရှာဖွေကယ်ဆယ်ရေးဖွဲ့ဝင်120ဆီလွတ်လိုက်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာပြင်းထန်ခဲ့တဲ့ငလျင်တံကြောင့်ရုရှားရဲ့အရေးပေါ်အခြေအနေမှာရှာဖွေကယ်ဆယ်ရေးဖွဲ့ဝင်120ကိုမလ28ညပိုင်းကလေး20နဲ့ဆီလွတ်ထားပါတယ်။အဲ့ဒီဖွဲ့မှာကယ်ဆယ်ရေးပစ္စည်းနဲ့စေဝါအပြင်ရှာဖွေရေးခွေးတွေလည်းပါရှိပါတယ်။ဒါအပြင်အိန္ဒိယကလည်းလက်ရှိမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ များစွာကူညီဖို့အတွက်လှုံ့ဆော်နေပြီလို့ဆိုပါတယ်။အလွန်အင်မတန်စင်မကောင်းဖြစ်မိတယ်လို့အိန္ဒိယဝန်ကြီးချုပ်ကလည်းပြောပါတယ်။ကုလသမဂ္ဂအထွေထွေတွင်းချုပ်အန်တိုနီယိုဂူဒရက်စ်ကတော့လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးဒဏ်ကိုကူညီဖို့အတွက်မြန်မာနိုင်ငံမှာအာဏာပိုင်တွေကလာရောက်ဆက်သွယ်ဆောင်ရွက်မှုတွေရှိနေပြီ။ဒါကြောင့်အထူးရောက်ဆုံးကုလအနေနဲ့လဲကူညီပေးသွားမယ်လို့အတွင်းမှုချုပ်ဂူဒရက်စ်ကတော့ပြောပါတယ် တရှိချင်းမှာငလင်းဒန်သိမ့်နေရာတွေမှာရှောက်ဖွေကေစရီတွေကို ဆောင်ရွက်နေရစေအခြေအနေမှာရှိပါတယ်။ငလင်းဒန်သိမ့်နေရာတွေမှာအပြက်စီးပုံပြိုပြက်ပုံတွေအောက်မှာပြိမိတဲ့သူတွေလည်းအများအများရှိနေပြီးငလင်းလောက်ခတ်မှုဒုတိယမြောက်နေ့ထိငလင်းသေးတွေဟာဆက်လုံနေသေးတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။အရာပြီးငလင်ကြီးထက်လို့မကမြို့ကန်တွေကစိုးရင်လို့ညာပိုင်းချင်းတွေကိုလက်မတွေပေါ်မှာကုံဆုံးခဲ့ရပါတယ် အခုချိန်ဒီနေအိမ်တွေပေါ်ကိုပြန်မတက်ရဲသေးဘူးအခြေအနေတွေကတော့စောင့်ကြည့်နေရတော့မယ်လို့ဆိုပါတယ်မန္တလေးမှာငလင်းဘေး ကိုတွေ့ကြုံခဲ့ရသူတူကတော့ငလင်းလို့ချိန်မှာကျွန်တော်ကရေချိုးကန်းတဲမှာပါအိမ်ထဲကလူတွေကဒီနေ့တောက်ကြနေဆိုတော့ဖျားဝှက်ပြူနေတာငလင်းစားလောက်ကလေးကလုံးဝအကျန်းစားနဲ့လှုပ်ပါတယ်စေစက္ကန့်လောက်ကြာပါမယ် မျက်စိအောက်မှာအိမ်တလုံးလုံးပြိုကျသွားတယ်ကျွန်တော်ပေါ်ကိုပြိုကျလာတဲ့အချိန်ရှောင်းလိုက်တော့ခြေခေါက်လဲပြီးကျွန်တော်ခါအောက်ပိုင်းကအုန်းနေကြီးပြီးသွားတယ်အကူကြီးအော်တောင်းဖို့ဖုံမိုးတွေကလည်းများနေတော့အသက်လည်းရှူမရအသက်တော့မထက်တော့ဘူးမလဲအတင်းပြီးတော့အကူကြီးလှမ်းတောင်းရပါတယ်အဲ့မှာကျွန်တော်မိသားစုတွေရောက်လာပြီးနောက်ထပ်လူငါးဦးခြောက်ဦးတော့ကျွန်တော်ခက်ခဲနဲ့လာကဲထုတ်ကြတယ်လို့ပြောပါလိမ့် ကျွန်တော်တို့ထုတ်လို့ရပြီစက္ကမိုင်းတွေနောက်တစ်ချက်ငလေးလုပ်ပြီးတော့ကျွန်တော်တို့ပြည်တဲ့နေရာကတိုက်ထက်ပြူပါတယ်ဒါလည်းတူပီလီနဲ့လွတ်ပါတယ်ကျွန်တော်သွေးလန့်ပြီးအထီလန်နာနေတော့လမ်းမရှောင်နိုင်ပါဘူးအဖေကဒီယိုတိုက်ဆွဲခေါ်လာပါတယ်ဒါနဲ့ကျန်တဲ့မိသားစုဝင်ချို့ကတော့စပြူတဲ့ခရေကလုံးဝမြုပ်သွားတာပါတယောက်မှတော့အသက်မရှိတော့ပါဘူးပြန်ရှာတွေ့တဲ့နှစ်ယောက်ကလည်းအချိန်တော်ကြာမှတွေ့တာပါမိသားစုဝင်9ယောက်မှာကျွန်တော်ပါဝင်ကျွန်တော်ကျော်2ယောက်ကိုတော့ပြန်ရှာတွေ့ပါလေကျန်တယောက်ကတော့အသက်ပေါင်မနာတော့ပါဘူး ။နောက်တစ်ယောက်ကတော့ဆေးဥမှာပါခြေတော့တော်တော်ထိသွားပါတယ်။ကျွန်တော်လည်းဘလောက်မှစေအထိနိုင်မဲ့တောက်ခံနိုင်ပါတယ်။အဖွားအတော်ကြီးဦးလေးအလက်ငယ်တို့ကတော့အစားအနရှောင်မရတော့ပါဘူး။ခုလက်ရှိထိရှောက်ဖွေနေတုံးပါလို့ဆိုပါတယ်။မိသားစုလေးယောက်ကတိုက်ပြူပြက်ပုံလေးအောက်မှာပါသက်ရှင်နိုင်ကြီးကတော့မပြောတတ်တော့ပါဘူး။စိတ်ထဲမှာဖြစ်သိမ့်လို့မရပါဘူး။ခုချိန်ထိလက်မခံနိုင်ပါဘူး။အိမ်မက်တစ်ခုလိုပါပဲဆိုပြီးတော့ ကိုတွေ့ကြုံခဲ့တဲ့သူတွေကပြောပါတယ်။လက်ရှိမန္တလေးမြို့ဦးလာသိန်းပိတ်မှန်မှာပိတ်မိတဲ့တန်ခါပါတရာကျော်ကိုဆက်လက်ကယ်ဆယ်နေရတော့မယ်လို့သိရပါတယ်။မန္တလေးမြို့မြတ်တောင်ကျောင်းသားကဦးလာသိန်းပိတ်မှန်မှာပိတ်မိတဲ့တန်ခါပါတရာကျော်ကိုရှောက်ဖွေကယ်ဆယ်ရေးဆက်လုပ်နေတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတန်ယုံကပြောပါတယ်။ခုကလာဓမ္မစရိယဆောင်မေးပွဲနဲ့ပါဠိပထမပြန်ဆောင်မေးပွဲတွေကျင်းပချိန် ။စာဖြည့်တန်ကားတွေအများအပြားရှိတဲ့အတွက်စာဖြည့်တန်ကားပေါင်း250ကျော်စာမေးပွဲဖြည့်ဆွနေတာဆိုပါလေ။မြန်မာနိုင်ငံတော်ကကျင်းပလျက်ရှိတဲ့အစိုးရဓမ္မစရိယစာမေးပွဲနဲ့ပါဠိပထမပြန်စာမေးပွဲတွေကျင်းပနေတာနောက်တစ်ချိန်ပြန်လည်ကျင်းပဖို့မကြေညာမချင်းခိတ္တဆိုင်ငံ့ထားတယ်လို့နာဆကကကြီးညာပါလိမ့်မြန်မာနိုင်ငံမှာဒီလောက်ထိငလင်ကြီးလှုပ်ရတဲ့အတွက်ကြောင့်မြေသားပြောတဲ့အန္တရာယ်ကြုံလာနိုင်တယ်လို့ မရိကန်ဘူမိပေဒါဌာနကပြောပါတယ်မရိကန်ဘူမိပေဒါသုတေသနဌာန USGS ကမြန်မာနိုင်ငံမှာ liquefaction ခေါ်မြေအောင်ရေတိုးပြီးမြေသားပြော့တာပါကြုံတွေ့ရနိုင်တဲ့အန္တရာယ်ရှိပါတယ်အဲ့ဒီမြေအောင်ရေတိုးလာတဲ့အတွက်ကြောင့်တာမန်အဆောင်အုံနဲ့အခြေခံအဆောင်အပိုင်းကိုထိခိုက်ပျက်စီးစေနိုင်ပြီးမြန်မာနိုင်ငံအတွက်အင်မတန်ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တယ်ဆိုပါတယ် liquefaction ဆိုတာကမြေငလင်လုတ်တဲ့အခါရေပါဝင်တဲ့မြေလွှာပေါ်ကိုတက်ရောက်တဲ့အားကြောင့် မြေသားတွေရဲ့မာကိုရော့ပြီးအရင်လိုပြောင်းနေသွားတာပါအဲ့ဒီမြေငလင်ကြောင့်ဖြစ်လာမဲ့ liquefaction ဟာအားကောင်းလာပြီးတက်ရောက်နိုင်တဲ့ area အင်မတန်ကျယ်ပြန့်နိုင်ပြီးတော့ student kilometer တစ်ထောင်အထိတက်ရောက်နိုင်ပါတယ်အစောတွေအောက်ကမြေသားတွေဟာမာကိုရော့ပြီးတော့ရော့ကျအရေးတစ်ဖွဲဖြစ်သွားရင်ထိခိုက်ပျက်စီးမှုပမာဏကြီးသွားနိုင်ပါတယ် liquefaction အနေနဲ့ပြင်တောင်တန်းကုန်းကြီးတွေပေါ်ကနေမြေသားနဲ့ကြောက်ဆန်တွေပါ ်ပျော်စဲလာတာမျိုးနဲ့လည်းကြုံရနိုင်တဲ့အတွက်အထူးသတိထားကြဖို့ USGS ကလည်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာအင်အားလုံးပြင်းတဲ့ငလင်တွေလောက်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်တွေလောက်ခတ်ခဲ့တယ်လို့မူလဝါဒဌာနကတော့ကြေညာပါတယ်မလတနိုင်း9မိနစ်မှာခရင်းတမ9တနိုင်း16မှာ9တမ9တနိုင်း58မှာ4တမ9နနိုင်း26မှာ4တမ9ပြင်ရတဲ့နောက်ဆက်တွဲငလင်းတွေတော့လှုပ်ခတ်မှုတွေရှိတယ်လို့သိရပါတယ် မင်းညာကတော့မန္တလေးမြို့ကန်ကြီးဟာလမ်းမပေါ်မှာထွက်အိတ်နေရပါလေ186နှစ်အတွင်းအစိုးရဆုံးမြင်းကလင်ကြီးတံကိုတော်တော်လေးကိုထိခိုက်သွားတာဖြစ်ပါလေလူသေးဆုံးမှုလည်းဇက်တိုက်ဆိုလို့တိုးတာပါလေဒီနေ့လောက်ခတဲ့ကလင်ကြောင် ပြည်သူချို့သေးဆုံးခဲ့တဲ့ထိခိုက်တံရသူတွေရှိပါတယ်ဒါအပြင်စေယုံတွေမှာဆိုရင်လူနာတွေနဲ့ပြည်နေပါတယ်စေယုံကလည်းအဆောင်အုံတချို့ပြိုကျပျက်စီးလာကြောင်းလူနာတွေအပြေအဝကုသပေးနိုင်ခြင်းမရှိသလို့ လူနာတွေများလာတဲ့အတွက်ကုသရေးပိုင်းမှာပါခက်ခဲလာပါတယ်။စေယုံကိုလူနာတွေတွားဖို့တဲ့ချိန်ညားတာအတော်ဆိုးပါတယ်။လူနာတွေကစေယုံမှာအပြည့်နီးပါပါ။စေယုံကိုယ်တိုင်လည်းပြိုပြက်နေလို့အတော်ကုသတယ်။ဆရာဝန်နဲ့သူနာပြုနေတဲ့တက်လိုက်ပြရလို့ဝေးပါတယ်။ဒါပေမဲ့လုံးဝမနိုင်နိုင်ကြဘူးလို့မန္တလေးပြာဟိတအဖွဲ့ကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့ကတော့မန္တလေးမှာတည်ဆုံးသူပေါင်းရာနဲ့ချီရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မန္တလေးက Sky Villa ကွန်ဒိုကြီးပြိုကျမှုမှာပြည်မိနေသူတွေကိုလက်ရှိချိန်ထိဆွဲထုတ်လို့မပြီးသေးပါဘူးမန္တလေးအောင်မြေသာဇံလန်းလမ်း60ရှိ Sky Villa ကွန်ဒိုပြိုကျမှုမှာပြည်မိနေသူတွေလက်ရှိချိန်ထိဆွဲထုတ်လို့မပြီးသေးဘူးလို့ဒေသခံတွေကပြောပါတယ်ကွန်ဒိုတွေကလူတွေခုထိဆွဲထုတ်လို့မပြီးသေးဘူးတတော်နဲ့မလွယ်ဘူးထုတ်နေရတာပြည်မိတဲ့သူတွေအများကြီးတယ်ကွန်ဒိုတစ်ဝက်ကမြေထဲမြုပ်သွားတာလို့ဆိုပါတယ် ခြေထဲမှာရှိတဲ့လူတွေလည်းသေလားရှင်လားဆိုတာမသေးကြဘူးပြောပါလေ Sky Villa ကွန်ဒိုဟာစစ်တပ်ထက်ရှိပြီးငလင်းကျောင်း၅တပ်ဝင်ခြင်းမြေကြီးတဲ့နေဝင်သွားတာပေါ့မန္တလေးနေရာတိုင်းနေရာနှံ့မှာတိုက်တွေပြုခြင်းမိလောက်ခြင်းကြောင့်လူထိခိုက်အများပြားရှိနေပါတယ်ကွန်ဒိုမှာပိတ်မိနေသူတွေရဲ့ဆွေမျိုးတွေကလည်းကင်ဆယ်ရေးတွေကူညီဆောင်ရွက်ပေးပါဆိုပြီးလူမှုကွန်ရက်မှာကူညီတောင်းခံနေပါတယ်ပေးမိနေသူတွေမှာလာသားရွယ်ကလေးငယ်လေးပါဝင်ကြောင်းကုမ္ပဏီတောင်းခံတဲ့စာတွေရသိရပါတယ် နေရာတော်များတိုက်တွေပြိုမိတွေလောင်ကဲစည်ရေးတွေလုံနေတယ်။မိတွေကလည်းပြက်လန်းလန်းလန်းတိုက်တွေတော်တော်ပြိုတယ်။စေုံကြီးကိုတောက်လျှောက်ပို့ကြတယ်။လူမှုကဲစည်ကားတွေလည်းခုချင်ဒီအဆက်မပြတ်ဇက်တိုက်သွားနေတယ်ဆိုပါတယ်။မင်းရဲ့စေုံကြီးမှာလူနာတွေပို့ဆောင်နေတဲ့ပြင်အခြားစေုံစီကံတွေကိုပါလူနာတွေကိုခွဲပို့ဖို့ကဲစည်ရေးဌာနမှာညွှန်ကြားနေတာကိုလည်းမြေပြင်ချင်းတွေရသိရပါတယ်။ငလင်းလောက်ခတ်မှုကို နှစ်ပေါင်း180ကျော်မှာအပြင်းထန်ဆုံးငလင်ပါလို့ငလင်ပညာရှင်ဗမုခဒေါက်တာမျိုးတန်းကပြောပါတယ်။ငလင်တကြောင်တော့ကုညီကယ်စရေးတွေဆောင်ရွက်နေရတယ်လို့သိရပါတယ်။ငလင်တကြောင်နိုင်ငံတော်မှာတည်ဆုံးသူအရေအတွက်ကလည်းညားပြားနိုင်တယ်လို့ဆိုပါတယ်။လောလောဆယ်တော့144ဝရှိနေတယ်လို့ကနအူးသတင်းတွေအရသိရပါတယ်။အင်းလေးဒေသမှာဆိုရင်ငလင်လောက်ခတ်မှုကြောင့် မနေ့ကညပိုင်းထိလူ36ဦးထိသေဆုံးပြီလို့အင်းလေးဒေသမှာကုညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကပြောတော့မိမိစီမတရင်ရသိရပါတယ်။အင်းအပြင်းငလင်ကြောင့်ညောင်ရှင်မြို့နဲ့အင်းလေးဒေသကြီးဟဲအားရွာမှာအလဲဦးအင်းနန်းပံကေလာရွာနဲ့ဇေကြီးရွာတွေမှာထိခိုက်ပျက်စီးမှုရှိခဲ့ပြီးလူသေဆုံးမှုအများပြားရှိခဲ့ပါတယ်။လက်ရှိချိန်ထိသေဆုံးသူ36ဦးလို့သိထားပါတယ်။ငလင်တန်းကြောင့်ထိခိုက်သေဆုံးသူတာထဲမှာ နေအဆောင်ပြိုကျပြစီမှုကြောင့်သေဆုံးသူတွေဒက်လိုက်သေဆုံးသူတွေလည်းရှိပါတယ်။တသက်မှာတစ်ခါမှမကြုံဘူးငလင်းရမ်းကျန်းတယ်ပစ္စည်းတွေအကုန်ပျက်စီးတယ်ဇေယျကြီးရွာတရွာလုံးပျက်စီးတယ်ဟဲရရွာမှာကျောင်းနေခုံကျောင်းလည်းပြိုကျတယ်လို့ဒေသခံတို့ကပြောပါတယ်။ငလင်းကြောင့်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့နေရာတွေမှာကုညီကစဲလုံးကနေလုံနေပြီးထိခိုက်သူအရေအတွက်တိုးလာနိုင်ကြောင်းဒေသခံတွေကပြောပါတယ်။ ဂျင်းငလင်းကျောင်းလက်ရှိအချိန်မှာဒီမနက်ဆောင်ကလေးကကုညီကယ်ဆယ်လုပ်ငန်းတွေကိုဆက်လုပ်နေရဆဲပဲဖြစ်တယ်လို့သိရပါတယ်။ဘောဂျုံမူဂျီမြောင်းနိုင်ငံတော့သဘာဝပေကြောင်းဖြစ်လာတဲ့ငလင်းတန်းကိုကယ်ဆယ်လုပ်ငန်းတွေကျေပြန့်စွာလုပ်နိုင်ဖို့ပြည်သူတွေတက်နိုင်တဲ့လောက်ဝိုင်းဝန်းကူညီပေးပါဆိုပြီးထုတ်ပြန်ပါတယ်။ကနဦးချက်လက်ရနေပြည်တော်မှာ96ဦးစကိုင်း78ဦးကြောက်စင်မှာ30ဒေဗီထန်ရသူ932ဦးရှိပါတယ်။ တဘာဝကြောင့်ဖြစ်လာတဲ့ငလင်လန်ကယ်ဆယ်ရေးလုပ်ငန်းတွေကျေပြန့်စွာလုပ်ဖို့ပြည်သူတွေကကူညီပေးကြပါလို့ပြောပါတယ်။တေဆုံးမှုနဲ့ဒဏ်ရာရှိမှုကတော့ဒီထက်တိုးလာစရာပါပဲ။တချို့နေရာတွေမှာလည်းတိုက်တွေပြိုလို့ဒီတိုက်တွေကိုပြန်လည်ပြီးတော့ရှာဖွေနေရတယ်။ကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးဖြစ်ပါတယ်။တဘာဝကြောင့်ဖြစ်လာတဲ့ဒီငလင်လန်ကိုကယ်ဆယ်လုပ်ငန်းတွေကျေပြန့်လုပ်နိုင်ဖို့တနက်တလောက်ဝိုင်းဝန်းကူညီပေးဖို့မြစ်တာရက်ခံလုပ်တယ်လို့သူကပြောပါတယ်။ ။ငလင်ဖြစ်တဲ့ဒေသအလုံးအေးပေါအခြေအနေကြီးညာပြီးပြည်ပအကူအညီပေးနိုင်ဖို့လမ်းဖွင့်ပေးထားကြောင်း။မကြာမီကပင်အာဆီယံအေရှေစင်တာမှအေးပေါကယ်ဆယ်ရေးပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယကလည်းမတ်29မှာကူညီကယ်ဆယ်ပစ္စည်းတွေပို့ဖို့အကန့်လန့်လာရှိလို့ခွင့်ပြုကြောင်း။ဘယ်နိုင်ငံပဲဖွဲ့စည်းမှုဆိုမြန်မာနိုင်ငံမှာလာရောက်ကူညီပေးကြဖို့ပန်ကြအပ်ပါတယ်ဆိုပြီးတော့ဘိုးချုပ်မှုကြီးမင်းအောင်နိုင်ကပြောကြားသိရပါတယ်။ ငလေးလောက်ခတ်မှုကြောင့်စကိုင်းတိုင်းမှာလည်းတတော်အခြေအနေဆိုးွားခဲ့တယ်လို့သိရပါလိမ့်။ငလေးလောက်ခတ်မှုတောင်ကိုပြင်းထန်ခံရတဲ့ထဲမှာစကိုင်းမြို့မှာလည်းပါပါတယ်။စကိုင်းမြို့မှာဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေပါပြတ်တောက်နေပါတယ်။အင်အားပြင်းငလင်းကြောင့်တိုက်တာအဆောက်အအုံများစွာပြိုကျပျက်စီးပြီးထိခိုက်ဒေဆုံးတွေရရှိရှိနိုင်ပါတယ်။ ဒီလိုပြင်းထန်လောက်ခတ်မှုကြောင့်စကိုင်းမြို့ downtown area မှာရှိတဲ့တိုက်တာအဆောက်အများပြားပြိုကျပျက်စီးပြီးလူဦးရေများစွာပိတ်မိနေပါတယ်။နောက်ပိုင်းခြေကဲစည်ရေးလုံးလုံးမဆုံးသေးဘူးဆိုပါတယ်။မလင်တန်းကျောင်းနှစ်တရာနီးပါးရှိနာမည်ကျော်အင်းဝတဒါစကိုင်းတန်းဟောင်းဟာပြိုကျခဲ့ပါတယ်။ရဲနာဘုံဒရာမှလည်းထိခိုက်မှုရှိနိုင်ပြီးတော့ငလင်လောက်ခတ်ပြီးတော့ဒရာအုံပြုမှုအုံပြုလာတွာလာခွင့်ရယူပိတ်ခဲ့ရပါတယ်။ အင်ဂျင်ငေါ်တိုက်တွေကတော်များပြုကုန်တယ်အဲ့ဒီကမှပိတ်မိသူတွေအများကြီးပဲညနေပိုင်းထိကျစရေးကောင်းကောင်းမလုပ်နိုင်ဘူးဒီတိုင်းထိုင်ကြည့်နေရတယ်ဒီလောက်ကျန်တော့တခါမှမကြုံတော့အားလုံးကကြက်တဲ့တည်နေတယ်လူတွေထိုက်လန့်ပြီးလမ်းပေါ်ထွက်ထန်ရတယ်ပလီမှာဝတ်ပြုနေတဲ့သူတွေအများကြီးအကုန်ပိတ်မိနေတယ်ပလီပြိုကျတယ်ပုဂ္ဂလိကကြောင်တစ်ခုလည်းပြိုကျတယ်တောင်ပေါ်ကဖုံးကြောင်တွေတော်တော်ထိခိုက်ပျက်စီးတယ်တေပြောက်ရာချီရှိနိုင်တယ်ဆိုပါတယ် စကိုင်းငလင်ကြောင့်ကျောင်းဆရာမကြီးတူလည်းတည်ဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ဘီရိုပီပီတည်တာလို့ဆိုပါတယ်။မလင်းဆောက်လုပ်ကလေးကတော်တော်ကြမ်းတယ်။စကောတဲကိုဇီးပြူစီထဲခါနေတော့ပဲ။အပေါ်အောက်ဘေးတိုက်ကုန်လို့လူတွေထိုင်တော့မရဘူး။အိမ်တွေကနေပြန်ထွက်ပြေးလို့တော့မရဘူးလို့ဆိုပါတယ်။ဈေးကြီးကတော့၃နှစ်ဆောင်အမှန်လေးတော့ပဲကွဲကြသွားတယ်လို့မျိုးကန်တူကပြောပါတယ်။ ပြည်မျိုးတွေကသုံးပတ်လရှေဟောင်းကျောင်းကြီးအရှိတ်ချန်လဲငလင်ကျောက်ပြိုကျသွားပြီလို့သိရပါတယ်။ပဲခူးတိုင်းအနောက်ချမ်းပြည်မျိုးနယ်မော်စာအုပ်စုတွေကသုံးပတ်လရှေဟောင်းကျောင်းတကြီးဟာငလင်တန်ကျောက်အရှိတ်ချန်တစ်ခုလုံးပြိုကျပျက်စီးသွားပါတယ်။ခုငလင်ကျောက်ဒီမျိုးနယ်ကသုံးပတ်လအုပ်ကျောင်းကြီးပါဝင်ချားနေရာတွေလည်းထိခိုက်ပျက်စီးခဲ့တယ်။ဒါပေမဲ့ရှေဟောင်းမူနှစ်လက်ရာတွေနဲ့သမိုင်းဝင်ထင်ရှားတဲ့သုံးပတ်လလက်သေးရေကန်ဖုံးကျောင်းဝင်တွေကအုပ်ကျောင်းကြီးပြိုသွားပါတယ်။ အုပ်ချုပ်ကြီးမှာရှိတဲ့လက်ရာတွေကနှမျောဖို့ကောင်းတယ်ဆိုပါတယ်အုပ်ချုပ်ကြီးဟာနှစ်ပေါင်း300ဝန်းကျင်တက်တန်းရှိပြီးအင်ဝါခက်ဆာဆိုတော့အရှင်မဟာရထသာရာတရင်သုံးနေထိုင်ခဲ့ပြီးပါတယ်ပြည်မျိုးကအသက်80ကျော်ဖိုးတယောက်ကတော့ရှေးဟောင်းလက်ရာတွေပဲတော့ပြန်ရနိုင်တော့မလဲဆုံးရှုံးတာလေဆုံးရှုံးပြီးပြီဒါကြောင့်တော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်ခေဆိုးစနစ်ဆိုးပါလို့ပြောပါတယ် အလဲနာကြောင့်လူတွေရာချီထိခိုက်တည်ဆုံးခဲ့သလိုမန္တလေးမဲနုအုပ်ချုပ်ပါဝင်ရှေးအောင်ဆောင်နဲ့ဖျားစစ်တွေဘာသာရေးကြောင်းတွေအကုလုံးကြီးပါပြိုကျဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်မလီနန်ကြောင့်အနော်မင်းမြန်မာပြည်အတွက်ဝန်내ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကဗိုလ်ချုပ်မှုကြီးမြောက်လိုင်းစီချိန်နှံ့ပို့ခဲ့တယ်လို့ဆိုပါတယ်။တန်ရသူတွေလည်းအမြန်ဆုံးသက်သာကောင်းမွန်စေဖို့ မိမိစုတောင်းတယ်လို့စာမှာဖော်ပြထားပါတယ်။ဒီမီထရီပက်စကော့ကလည်းငလင်တန်ခံလာတဲ့မြန်မာနိုင်ငံအနေနဲ့မော်စကိုကိုကူညီတောင်းခံမယ်ဆိုရင်ချက်ချင်းကူညီဆောင်ရွက်ဖို့အမြန်ဆုံးဆုံးဖြတ်ပေးမယ်လို့ပြောဆိုထားကြောင်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။လောလောဆယ်မော်စကိုကလင်းနှစ်ဆင်းဟာမြန်မာနိုင်ငံကိုညာတွင်းချင်းလာရောက်ခဲ့တယ်လို့သိရပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေအစုံလင်ပါတဲ့တရုတ်ယူနန် ပြည်နယ်မှာကယ်ဆယ်ရေးဖွဲ့တွေလည်းမြန်မာနိုင်ငံကိုထောက်ခွာလာတယ်လို့တရုတ်တန်ရုံးကထုတ်ပြန်ပါတယ်။ မလ29နဲ့6ថ្ងៃကကိုမင်းမျိုးချန်စုအပြည်ဆိုင်လေးစိမ့်မှာကယ်ဆယ်ပစ္စည်းပေါင်း132စုံနဲ့မြန်မာနိုင်ငံကိုထွက်လာတာပါအဆိုပါကယ်ဆယ်ရေးစိတ်ကူးတမှုဖွဲ့မှာအဖွဲ့ဝင်39ဦးပါပြီးတက်ကဲကရိယာတွေငလင်းကြိုတင်3ပေးစနစ်တွေခီးဆောင်ကြိုတူတွေဆရာဝန်တွေဒရုန်းတွေပေါင်းအရေးပေါ်ကယ်ဆယ်ပစ္စည်းပေါင်း132စုံပါပါလိမ့်တရုတ်ဆိုရကမြန်မာနိုင်ငံအတွက်ကယ်ဆယ်လုပ်ငန်းတွေချက်ချင်းစီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီးတရုတ်ဘ ਹੁ အစိုးရ ညွှန်ကြားချက်ရယူနန်ပြည်နယ်ပါတီကော်မတီတွင်မှုနဲ့ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတကညွှန်ကြားညှိနှိုင်းပြီးယူနန်ပြည်နယ်ပြည်သူ့အစိုးရနိုင်ငံသားရေးယုံပြည်နယ်ရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာနပြည်နယ်ကျန်းမာရေးကော်မရှင် China Eastern Airlines ယူနန်ကော်မတီနဲ့တခြားဌာနတွေကထောက်ပံ့ရေးပစ္စည်းတွေညာတွင်းချင်းစုစည်းပြီးမြန်မာနိုင်ငံကို အရေးပေါ်ကူညီတွေပေးဖို့ကယ်ဆယ်ရေးစေကူတာဖွဲ့ကိုစေလွတ်လိုက်ပြီလို့လည်းသိရပါတယ်ကုလသမဂ္ဂကတော့မြမတဘာဝဘေးပေါ်စိုးရိမ်နေလို့ဆိုပါတယ်ကုလကြီးကကုဒရက်ကဒေတာတွင်ထိခိုက်ခံစားသူအလုံးကိုဝန်ထဲကြောင်းပေးပို့ပြီးကူညီဖို့လှုံ့ဆော်နေကြောင်းအလေးပေးပြောပါတယ်ကမ္ဘာစားလေးကအစီအစဉ် WFP ကထိခိုက်နေတဲ့လူမှုအတိုင်းအဝိုင်းရဲ့လက်ရှိလိုအပ်ချက်ကိုနားလည်သဘောပေါက်ပြီးတန်ဖိုးကူညီဖို့အသိရှိကြောင်းပြောပါရစေ။ ဒီအပြင်ကလင်ကမြန်မာကိုအဆိုးဝါးဆုံးရိုက်ခတ်တာပါနိုင်ငံတွင်းလေးခုမှာမြန်မာကအဆိုးဝါးဆုံးပါစာနယ်ဇင်းကမ္ဘောဒီးယားမှရင်ဆိုင်တဲ့အပြင်နောက်ထပ်ဘေးဥပဒဏ်ကိုခံစားဖို့တော့မှခက်ရရပဲရှိတဲ့အခြေအနေလို့ကုလကပြောပါတယ် WFP ကလည်းစားသုံးမှုအစင်သင့်အစားအစာတွေကိုတိုးလောင်ထားပြီးလိုအပ်သလိုအကူအညီကိုအစင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်မြန်မာနဲ့ထိုင်းကလင်အတွက်မိမိဆူတောင်းပေးကြအောင် အားလုံးဘေးကင်းပြီးကျန်းမာချမ်းသာပါစေလို့ဆုတောင်းကြောင်းအိန္ဒိယဘက်ကလည်းတက်နိုင်သလောက်ကူညီပေးဖို့အစဉ်အသင့်ဖြစ်နေပြီဖြစ်ကြောင်းဒီကိစ္စနဲ့ပတ်သက်ပြီးအာဏာပိုင်တွေကိုအသိအနေထားဆောင်ရွက်ပေးဖို့မြန်မာနဲ့ထိုင်းဆိုရတဲ့နယ်အဆက်အသွယ်မပြတ်ဖို့မိမိအနေနဲ့ညွှန်ကြားထားကြောင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောပါတယ်။ဘန်ကောက်မှာရောပိတ်မိသူတွေကိုညာဘက်ကြီးတညာလုံးရှာဖွေနေတယ်လို့ဆိုပါတယ်။ပိတ်မိတဲ့သူတွေအဆောင်အပြုကြတဲ့သူတွေမှာမြန်မာလူသားတွေပါဝင်ပါတယ်။တရားရသူတွေကိုစေုံကိုပို့ထားပြီး ရန်ကောက်မှာလည်းရဲတပ်ဖွဲ့စစ်တပ်စေနာဝန်ထမ်းကဲဆေးအဖွဲ့တွေကအထက်မှပေးမိသူတွေဆက်ရှာဖွေနေပါတယ်။လက်ရှိသေဆုံးသူ9ဦးနဲ့ဒဏ်ရာသူ9ဦးရှာဖွေတွေ့ရှိထားပါတယ်။အဲ့ဒီအဆောက်အအုံမှာအနည်းဆုံး118ဦးလောက်ပေးမိနေတယ်လို့လည်းသိရပါတယ်။စကိုင်းနဲ့မန္တလေးမှာပြင်းထန်ခဲ့တဲ့ငလင်ကြောင့်ထိခိုက်ကန်ဆာခံစားသူတွေကိုရှမ်းမြောက် MNDA ထိန်းချုပ်တဲ့ထူးဒေသတည်လာရှုံမှာစေဝါကူတာမှုပေးဖို့ဆရာဝန်တွေအသိပြင်ထားကြအောင်လာရှုံမြို့ပြန်ထူထောင်ရေးအဖွဲ့တွေထံမှသိရပါတယ်။ အထူးဒေသတကြမ်းဝရေးဌာနနဲ့တခြားသက်ဆိုင်ရာဌာနတွေလူမှုကွန်မြူနတီဖွံ့ဖြိုးမှုငလင်တန်တဲ့ပြည်သူတွေကိုကြမ်းဝရေးဆောင်ရှောက်မှုပေးနိုင်ဖို့တင့်ပြင်ထားကြအောင်လူဝင်အားစေပစ္စည်းနဲ့တည်ပို့ဆောင်ရေးတွေလည်းအဆင့်သင့်ပြင်ထားကြအောင်လာရှုံမျိုးပြန်လဲထူထောင်ရေးအဖွဲ့တွေကပြောပါတယ်လာရှုံမှာစေုံစင်ကနေအရန်ပြည်နေပြန်ဘလို့မှလင်ရလို့မရှိတော့ဘူးအချိန်မီတော့လာရှိုးလာပြီးတော့စေကူတာနေပါလေအဓိကအောက်ကိုဆင်းခေါ်ခြင်းမြင်မဲ့လေလုံချုံရင်တော့ဆင်းခေါ်မရဘူ လူနာရီဒီဘက်ကိုလာနိုင်ဒီဘက်ကအကောင်စင်စင်းစောင့်နေတယ်လို့ဆိုပါတယ်။စေဝါကုဒါစီအားလုံးအခမဲ့ကုပြီးပါပြီတကယ်လို့အဲ့နေသူတွေကိုကူညီပေးသွားမယ်လို့ဆိုပါတယ်။မန္တလေးစကိုင်းပြင်မနာနဲ့ဆက်ဆက်မြို့တွေမှာမလ20ကအရှေ့အနေကလှုပ်ခဲ့တဲ့ငလျင်ကြောင့်လောဆယ်ပြင်းထန်ခံစားနေရတယ်လို့ဆိုပါတယ်။ပြည်သူတွေဟာနေအိမ်ပေါ်မှာတရက်ပဲလမ်းပေါ်မှာနေကထွက်အိတ်ခဲ့ရပါတယ်။ လက်ရှိချိန်ဒီလဲအိမ်ဒီတချို့ကအပြိုပြက်တွေအများအပြားဖြစ်နေတော့လုံးဝမတည့်ရတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။